ကောင်းဆောင်နိုင်စွာမင်းသည်ဦးသိန်းစိန်ဆိုးရလက်ထက်2013ခုနှစ်လောက်တုန်းကဘလို့အုပ်ချုပ်မှလဲဆိုတဲ့ခေါင်းစဉ်နဲ့စံတော်ချင်းသတင်းစာမှာ ကျွန်တော်ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပူပါတယ်ခစ်ပြိုင်တမိုင်းပညာရှင် Neil Ferguson ကောက်ချက်ချခဲ့ပူတဲ့စကားတစ်ခုကို အမှတ်ရမိပါတယ်လူတွေဟာတိုင်းပြည်ကိုဘလို့အုပ်ချုပ်မယ်ဆိုတာထက် ဘသူအုပ်ချုပ်မယ်ဆိုတဲ့ကိစ္စကိုအငင်းပွားနေကြတာများတယ်လို့ဖတ်ခဲ့ပူပါတယ်။ညမလူဖွဲ့အစည်းတစ်ခုလုံးဟာဘလို့အုပ်ချုပ်မယ်ဆိုတဲ့နီးနာကိုဒိတ်ညွတ်သူထက်ဘယ်သူ အုပ်ချုပ်တယ်ဆိုတဲ့ပုံကူကိုဒိတ်ညွတ်သူကပုံများနေပါတယ်။ဒါဟာလေညမလူဖွဲ့စည်းရဲ့နိုင်ငံရေးဓလေ့နဲ့လူမှုဓလေ့ကနေပြဋ္ဌာန်းလိုက်တဲ့ကိစ္စဖြစ်ပါတယ်။လူမှုဓလေ့တွေဟာတိုင်းပြည်ကိုကောင်းအောင်လုပ်နိုင်တယ်လို့ တိုင်းပြည်ကန်ဆိုးအောင်လည်းလှုပ်တက်ကြပါတယ်။မြမနိုင်ငံရေးဒလိကိုကြည့်ရင် နိုင်ငံရေးနဲ့အာနာဤလစ်အလွှာပိုင်းရော အောက်ခြေလူမှုအပိုင်းနှစ်ခုစလုံးဟာပုဂ္ဂိုလ်ပေါ်တင်းညွတ်ချက်ပိုကြီးတာကို အတိတ်သမိုင်းမှာလည်းတွေ့ခဲ့ရပါတယ်။လက်ရှိပြစ်ဆုံးပံမှာလည်းတွေ့နေရပါတယ်။2015နဲ့2020အကြားဒီမိုကရေစီအယက်သားဆိုရလက်ထက်မှာလည်း ပုဂ္ဂိုလ်ရေးတင်းညွတ်ချက်အာကြီးတာတွေကိုအများပြတွေ့ခဲ့ရပါတယ်။အခုလဲထိုနည်း၎င်းပါပဲ။ဒါဟာနိုင်ငံရေးနယ်ပယ်မှာတင်မဟုတ်ပါဘူး။အဖွဲ့အစည်းတွေတဲမှာလဲမူတို့စနစ်တို့အပေါ်မှာတည်ပြီးယက်တီနေတာထက်လူပုဂ္ဂိုလ်ပေါ်မှာမှီခိုပြီးယက်တီလောက်ကင်နေကြတာကို တွေ့ရပါတယ်။အဖွဲ့အစည်းအแทမှာ လူပုဂ္ဂိုလ်တယောက်ကိုမှီတွေ့ပြီးလဲပတ်နေတာများပါတယ်။အဲ့ဒီအဖွဲ့ဟာ ဲ့ဒီလူပုဂ္ဂိုလ်ကိုမိတွေ့ပြီးယက်တီတာဖြစ်ခြင်းကြောင့်အဲ့ဒီလူပုဂ္ဂိုလ်မရှိတော့ရင်အဲ့ဒီအဖွဲစည်းလဲရက်ဆိုင်သွားတာများပါတယ်လူပုဂ္ဂိုလ်ပေါ်မှာမိခိုမှုကြီးမားနေတဲ့မြမလူဖွဲ့စည်းလို့ပြောနိုင်ပါတယ်ဗုဒ္ဓဘာသာဂိုးကွယ်ရာမှာလဲဗုဒ္ဓရဲ့ဓမ္မပေါ်မှာတဲညွတ်ဂိုးကွယ်သူထက်ဗုဒ္ဓဆိုတဲ့လူပုဂ္ဂိုလ်ပေါ်မှာတဲညွတ်ကြီးညိုပြီးဂိုးကွယ်တာများပါတယ် ဓမ္မကိုကိုးကွယ်တာထက်လူကိုကိုးကွယ်တာပိုဖြစ်နေပါတယ်ဒါကိုစာရေးဆရာဦးအေးမောင်ကသူ့ရဲ့ဗုဒ္ဓနဲ့ဗုဒ္ဓဝါဒကျမ်းမှာအထောက်ထားကိုးကားနဲ့ကြကြလက်ကြဝေဖန်ရေးသားလို့မြမပြည်မှာအတော်ကြီးလှုပ်ခတ်ခဲ့တာ တွေ့ရပါတယ်။ရက်သေးရွာတဲ့တွေမှာလူအများကိုးကွယ်တဲ့ဘုံကြီးចောင်းတွေမှာလည်းသူဘုံကြီးငါဘုံကြီးဆိုပြီးတကားတွေရဲ့ပုဂ္ဂိုလ်ကြီးအာသာစန္ဒတွေကြောင့်ဘုံကြီးတွေလည်း ဂိုင်းကွဲတာတွေ၊ကြောင်းကွဲတာတွေဖြစ်တာတွေ့နေခဲ့ရပါတယ်။အဖွဲ့အစည်းတွင်းကလေပတ်လှုပ်ဆောင်မှုအလေးကျင့်ပုံတွေကို ကြည့်မလား။မြန်မာပြည်တွင်းကလူအများစုတိတ်ညွတ်တဲ့နိုင်ငံရေးဓလေ့ကို ကြည့်မလား။ဘာသာရေးပေါ်ကိုးကွယ်ယုံကြည်တဲ့ဓလေ့စရိုက်ကိုကြည့်မလား။ရက်သေးရွာတွေတဲမှာတွေ့ရတဲ့အစုဖွဲ့နဲ့လှုပ်တဲ့လုံနီးလှုပ်ဟန်တွေကို ကြည့်မလား။ဘလို့ပဲကြည့်ကြည့်မြန်မာတွေဟာလူပုဂ္ဂိုလ်ပေါ်မှာအစွဲခံတယ်ဆိုတာကို တွေ့ရနားလည်ရပါတယ်။လက်ရှိမြမနယ်ဦးဒေါ်လန်ရေးကာလမှာလေဒေါ်လန်ရေးပုံစံနဲ့ဒေါ်လန်ရေးဦးတီချက်တွေဟာလူပုဂ္ဂိုလ်ပေါ်မှာမိတီမူတီနေတာထက် မူဝါဒစံစနစ်နဲ့ရီမန်းချက်ဗန်းနိုင်တို့ပေါ်မှာမူတီပြီးလောက်ကန်ကြရင်ပိုပြီးအရာရောက်အောင်မြင်နိုင်လိမ့်မယ်လို့ယူဆပါတယ်။ဒီလူမရှိတော့ရင်ဒီတော်လန်ကြီးဆက်သွားလို့မရတော့ဘူးဆိုတာမျိုး ဒီလူမရှိတော့လို့ရခင်ကသဘောညီခဲ့တာတွေပျက်စီးသွားတဲ့ဆိုတာမျိုးဒီလူမရှိတော့လို့ဒီလန်းကိုမလိုက်တော့ဘူးဆိုတာမျိုးဒီလူမရှိတော့လို့ဒီရလုတ်ကိုဆက်လုတ်ဖို့ခတ်သွားပြီဆိုတာမျိုးဒီလူမရှိတော့လို့ဒီရဖွဲ့ကိုဆက်လဲပတ်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာမျိုးဒီလူမျိုး လူပိုးကိုအမိခိုလွန်ကဲမှုတွေကိုရှောင်နိုင်ဖို့လိုအပ်ကြောင်းတတိချက်နိုင်ဖို့လက်တို့လိုက်ရပါတယ်ခမညာ mente